ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျောင်းနှုတ်ကပတ်တော်အားဖြင့်တူတူကွာဆင်ခြင်ခွန်အားယူဖို့ရန်အတွက်တရားခုနှစ်ခုမြောက်သောစာလံအပိုင်ငယ်20နှုတ်ကပတ်တော်ကိုလွှတ်သဖြင့်သူတို့အနာကိုငြိမ်းစေ၍ဖြည့်ဆည်းခြင်းအရာများတဲကနှုတ်ယူတော်မူ၏ကျောင်းဒီနှုတ်ကပတ်တော်မှာအပါကိုဖော်ပြလဲဆိုရင်တော့ဘုရားသခင်ကတဲ့သူ့ရဲ့နှုတ်ကပတ်တော်ကိုဆေလွတ်ပြီးတော့အနာကိုငြိမ်းစေတယ်ဖြည့်ဆည်းခြင်းအရာတဲက နှုတ်ယူတဲ့ဖရာဖြစ်တယ်ဆိုအကြောင်းကိုတွေ့ရပါတယ်ကျွန်တော်အသက်တာထဲမှာခန္ဓာကိုယ်မှာရှိတဲ့အနာတွေကိုငြိမ့်စေတဲ့ရာကဖရာရဲ့နှုတ်ကပတ်တော်စကားပဲဖြစ်တယ်ဖရာရဲ့နှုတ်ကပတ်တော်စကားကကျွန်တော်ရဲ့အနာကိုငြိမ့်စေတယ်ကျွန်တော်ကိုဖြည့်ဆည်းမဲ့အရာတွေဖြည့်ဆည်းခြင်းတွေကနေနှုတ်ယူဖို့ရန်အတွက်နှုတ်ကပတ်တော်လိုအပ်ပါတယ်အနာကခန္ဓာကိုယ်မှာရှိတယ်လို့စိတ်ထဲမှာရှိတဲ့အနာလည်းရှိပါတယ်ကျွန်တော်ရဲ့စိတ်နှလုံးသားထဲမှာနာကျင်ရတဲ့အရာတွေကြည်ကွဲရတဲ့အရာတွေ ဝမ်းနေရတဲ့အရာတွေအနာဂတ်ကိုဆက်မလျှောက်ချင်တော့တဲ့အရာတွေခြေကုံလက်ပန်းကြပြီးတော့စိတ်တကြစိတ်ပြတဲ့နာကျင်မှုတွေရှိပါလေအဲ့ဒီစိတ်ထဲမှာရှိတဲ့အနာတွေကိုလည်းငြိမ်းပေးစေနိုင်တာကနှုတ်ကပတ်တော်ဖြစ်တယ်ခန္ဓာကိုယ်မှာရှိတဲ့အနာကို စိတ်ထဲမှာရှိတဲ့အနာကိုတတ်တာပြီးတော့ငြိမ်းအေးစေနိုင်တဲ့အရာပျောက်ကင်းသွားစေနိုင်တဲ့အရာကနှုတ်ကပတ်တော်ပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့အနာကိုငြိမ်းဖို့ရန်အတွက်အရေးကြီးဆုံးကနှုတ်ကပတ်တော်ဖျားစကား င်ရှိဖို့လိုအပ်တယ်။ဘုရားစကားကိုကြားမှကျွန်တော်ရဲ့ခန္ဓာမှာရှိတဲ့အနာရောစိတ်ထဲမှာရှိတဲ့အနာရောငြိမ်းသွားမှာဖြစ်ပါလေ။ကျွန်တော်စိတ်ထဲမှာနာကျင်ရတဲ့အရာတွေဒီချိန်ကာလမှာဝမ်းနေတဲ့အရာတွေစိတ်တကြတဲ့အရာတွေစိတ်ပြတ်တဲ့အရာတွေဘဝကို ရှေ့မဆက်နိုင်လောက်အောင်စိတ်တကြစေတဲ့အနာတွေကိုငြိမ်းစေတဲ့အရာကနှုတ်ကပတ်တော်ပဲဖြစ်ပါလေ။ဥဒ္ဒံကျမ်းအခန်းကြီး၄အပိုင်းငယ်22မှာဘလို့ဖော်ပြလဲဆိုရင် အကြောင်းမူကားထိုတရားစကားကိုတွေ့ရသောသူတို့သည အသက်ရှင်ခြင်းတကုံလုံးချမ်းမာခြင်းအကြောင်းကိုတွေ့ရပြီတရားစကားကိုတွေ့ရတဲ့သူဟာတဲ့အသက်ရှင်ခြင်းနဲ့ဘဝအတ္တတာကို ရှေ့ဆက်အသက်ရှင်ဖို့ရန်အတွက်နဲ့တကုံလုံးချမ်းမာခြင်းအကြောင်းကိုတွေ့ရပြီကျွန်တော်ရဲ့အတ္တတာကို ရှေ့ဆက်ရှင်သန်ဖို့ရန်အတွက်ခွန်အားပေးတဲ့ညာကနှုတ်ကပတ်တော်တရားစကားပဲဖြစ်တယ် တကူလုံးကျမ်းမာစေဖို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အနာတွေရောကျမ်းမာစေဖို့စိတ်ထဲမှာနာကျင်မှုတွေကြည်ကွဲမှုတွေဝမ်းနည်းမှုတွေကိုလည်းငြိမ်းအေးစေနိုင်ဖို့ရန်အတွက်တရားစကားကပဲတက်ဆွမ်းနိုင်တာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကနှုတ်ကပတ်တော်တရားစကားကိုတွေ့ရှိဖို့လိုအပ်ပါတယ်။သင်သမာကျမ်းစာဖတ်ပြီးတော့နှုတ်ကပတ်တော်ကိုနားထောင်ပြီးတော့အဲ့ဒီတရားစကားကို သင်တွေ့ပြီဆိုရင်ဖရာရဲ့စကားကသင်အနာကိုငြိမ်းစေမှာဖြစ်တယ်။အကြောင်းမို့ချစ်တော်ညီဝင်ရောက်စီတိုင်း အနာငင်းခြင်းကဖရာရဲ့စကားမှာရှိတယ်နှုတ်ကပတ်တော်မှာရှိတယ်သင်ဆရာရဲ့တရားဟောချက်ကိုနားထောင်သည်ဖြစ်စေကိုယ်တိုင်ကျမ်းသာဖတ်သည်ဖြစ်စေမိမိကိုဖရာသခင်ဘာပြောလဲဆိုတဲ့ဖရာရဲ့စကားကိုရအောင်ယူတတ်ဖို့ဖြစ်တယ်ဆရာရဲ့ဩဝါဒနောက်ကိုလိုက်ဖို့မဟုတ်ပါဘူးအဲ့ဒီဆရာတွေဟောတဲ့တရားတွေကနေဘုရားသခင်ကိုယ်ဘာပြောလဲဆိုတော့နှုတ်ကပတ်တော်ဘုရားစကားကိုသင်ရပြီဆိုရင်အဲ့ဒီတရားစကားကသင်အသက်တာကိုအသက်ရှင်ခြင်းလံတစ်ကိုယ်လုံးကျမ်းမာခြင်းကိုဖြစ်စေမယ့်အရာဖြစ်တယ် ဒါကြောင့်မို့သင်ကနေ့စဉ်ကျမ်းစာဖတ်ပြီးတော့အဲ့ဒီဖျားစကားကိုရရှိဖို့လိုအပ်ပါတယ်။သင်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အနာရော စိတ်ထဲမှာရှိတဲ့နာကျင်မှုတွေကိုငြိမ်းအေးစေနိုင်တဲ့အရာကနှုတ်ကပတ်တော်ပဲဖြစ်တယ်။ဟေဘဲဩဝါဒစာအခန်းကြီး၄အပိုင်းငယ်၁၂မှာဖျားသခင်နှုတ်ကပတ်တရားတော်သည်အသက်ရှင်ခြင်း၊တကိုးနှင့်ပြုပြင်ခြင်း၊တန်လျက်တကာတို့ထက်ထက်ချင်းနှင့် ပြည့်စုံသည်ဖြစ်၍အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း အယိုးအစ်စ်နှင့်ချင်းစီကို၎င်းပိုင်ချ၍ထုတ်ချင်းခွင့်တတ်၏စိတ်နှလုံးအကြံစီများကိုလည်းသိမြင်တတ်၏ဖယားသခင်ရဲ့နှုတ်ကပတ်တရားကတဲ့တင့်ကိုအသက်ရှင်စေတဲ့အရာဖြစ်တယ်တင့်ကိုတကိုးနဲ့ပြုပြင်ပေးမယ်အရာဖြစ်ပါတယ်တန်လဲတကာတို့ထက်ထက်တယ်တင့်ရဲ့အထဲမှာရှိတဲ့အနာတွေကိုခွဲစိတ်ကုသပြီးတော့ဖယားသခင်ကအယိုးအစ်စ်နဲ့ချင်းစီကိုထုတ်ချင်းခွင့်ပြီးတော့တင့်ရဲ့အနာတွေကိုကုသပေးမှာဖြစ်ပါတယ် ။ဒါကြောင့်မို့နှုတ်ကပတ်တော်ကားတဲ့တကိုးနဲ့ပြုပြင်တတ်တယ်။သင်ရဲ့အတ္တဓာတ်ထဲမှာနာကျင်မှုတွေ၊သင်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အနာတွေ၊သင်ရဲ့စိတ်ထဲမှာရှိတဲ့နာကျင်မှုတွေကိုဖရာသခင်နှုတ်ကပတ်တော်ကပဲတတ်တာပြောက်ကင်းစေမှာဖြစ်တယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီဖရာရဲ့နှုတ်ကပတ်တော်ကစိတ်နှလုံးအကြံစီတွေကိုသိမြင်တယ်။သင်ပါခံစားနေရတယ်။သင်ရဲ့အတ္တဓာတ်မှာဘလို့နာကျင်မှုတွေရှိလဲ။ဘဝကိုရှေ့မဆက်ခြင်းတော့အောင်သင်မှာဝင်နေလေးနေလား။ဘဝအတ္တဓာတ်ထဲမှာစိတ်တက်ကြပြီးတော့ပင်ပန်းနွမ်းနယ်လေးလား။ဖရာသခင်သိပါတယ်။ သင်ဖျားသခင်တရားစကားကိုပဲတွေ့အောင်ရှာလိုက်ပါဖျားစကားကသင်ကိုလွတ်မြောက်စေမယ့်အရာဖြစ်တယ်ဖျားစကားကသင်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အနာကိုငြိမ်းစေမှာဖြစ်တယ်ဖျားစကားကသင်ရဲ့စိတ်ထဲမှာနာကျင်ရတဲ့အရာတွေဝမ်းနေရတဲ့အရာတွေစိတ်ပြတ်မှုတွေဘဝကိုမရည်ရတဲ့အရာတွေအနာကမှာဘလို့ဖြတ်သန်းရမလဲဘဝကြီးကမရည်ရဘူးဘလို့ဆက်လုပ်ရမလဲဖျားသခင်နှုတ်ကပတ်တော်ကသင်ကိုအသက်ရှင်စေမှာဖြစ်တယ်သင်ရဲ့ဘဝအသက်တာရှေ့ဆက်အသက်ရှင်ဖို့ရန်အတွက်အဲ့ဒီနှုတ်ကပတ်တော်ကပဲလမ်းပြသွားမှာဖြစ်တယ် ်သင်ရဲ့အနာတွေအားလုံးကိုငြိမ်းအေးစေနိုင်တဲ့အရာကနှုတ်ကပတ်တော်ဖြစ်တယ်။ထိုနှုတ်ကပတ်တော်ကတကိုးနဲ့သင်ရဲ့အတ္တကိုပြုပြင်ပေးမှာဖြစ်တယ်။ဒါကြောင့်မို့နေ့ရက်စဉ်တိုင်းမှာဖခင်ရဲ့စကားကိုကြားတတ်ပါစေ။နှုတ်ကပတ်တော်ကိုသင်ရဲ့အတ္တထဲမှာတွေ့ရှိပါစေ။နှုတ်ကပတ်တော်ဖခင်တရားစကားကိုတွေ့ရတော်သူကတော့အသက်ရှင်ခြင်းနဲ့တကိုးလုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရပြီလို့တမန်ကျမ်းစာကဖော်ပြတယ်။ဒါကြောင့်မို့နှုတ်ကပတ်တော်အဖြစ်သင်ရဲ့ခန္ဓာထဲမှာရှိတဲ့အနာစိတ်ထဲမှာရှိတဲ့နာကျင်မှုတွေကိုငြိမ်းအေးစေမှာဖြစ်ပါတယ် နှုတ်ကပတ်တော်တရားစကားကိုတွေ့ပြီးတော့ထိုနှုတ်ကပတ်တော်နဲ့နေစဉ်အသက်ရှင်နိုင်သောသူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစီ